အမောမခံနိုင်ရင်ပန်းနိုင်မရောက်နိုင်ဘူးဘဝအတွက်ခေါ်အားဖြစ်စေမယ်ဖီလီယိုအမားတစ်ခုကြုံတိုင်းသင်ခန်းစာယူပါပြဿနာတစ်ခုတွေ့တိုင်းဖြေရှင်းတတ်ပါစေအခက်အခဲတွေ့တိုင်းစိတ်သက်မကြပါနဲ့ဒုက္ခဆိုတာဒုက္ခအထွတ် ပထမရှိပြီမုံတိုင်းပြီးရင်လေပြေလာလိမ့်မယ်လောကဓာတ်ကိုကြမ်းချမ်းခိုင်နိုင်မှ လူဘဝဆိုတာထောင်ပြူးတာပါအပြေးသမားတယောက်ကအမောမခံနိုင်ပဲပန်းနိုင်ဟာမပြေးနိုင်ဘူးလေလူဘဝကလည်းတီလိုပဲမောပန်းခြင်းကိုအကြောင်းပြ ျောက်တဲ့နေရာရက်နေတဲ့၍လင်းမြန်ပါတယ်ဆိုတဲ့ယုံကိုလေးကားတောင်အနိုင်ယူသွားသင်းရပဲရှေးကိုရှေးကလူကိုနောက်ကလူကလိုက်မိတယ်ဆိုရင်အဲ့ဒီလူကပဲညံလာလားရှေးကလူကရက်နေလာလားစဉ်းစားကြည့်ပါဘယ်ကိစ္စမှမစိုးမမမကြောက်နဲ့ ရှုံးမှာမကြောက်နဲ့ကြောက်တဲ့စိတ်ကိုပြင်စိတ်ဓာတ်ကိုမြဲမြင့်ထားပေးပါဘဝကိုမြင့်မှတိုးတက်တာပါဘဝမြင့်ရင်တော့ဘဝမြင့်ရင်တော့အောက်ချလိုက်မယ်တတိထားဘာကြောင့်ဖြစ်ဖြစ် အာမငယ်ပါနဲ့စိတ်သက်မကြပါနဲ့ဒါပေမဲ့လောကကြီးကဒုက္ခတစ်ခု ပေးတိုင်း ခက်ခဲတစ်ခုပေးတိုင်းပြဿနာတစ်ခုပေးတိုင်းသင်ငန်းစာယူဖို့မမေ့ပါနဲ့။ဘာကြောင့်ဆို အခက်ခဲနဲ့ဒုက္ခဆိုတာကျွန်တော်တို့လူသားတွေအတွက်ပြီးဆုံးရဲ့ဟူ၍မရှိနိုင်ပါဘူး။အခုဒီဗီဒီယိုကို share သွားလို့ရပါတယ်။